ဂျပန်နိုင်ငံဆိုရာနဲ့လောက်ပါတဲ့တောင်းတန်းတွေခင်မိနီးပညာတွေနဲ့ရှေးဟုံပြားအကြောင်းတွေကိုတင်လို့အားလုံးမြင်လို့ကြမယ်ထင်ပါတယ်။ဒါပေမဲ့တတူထူထရရင်အများပြည်သူရေကူးကန်တွေနဲ့ရှေးချိုးကန်တွေတဲ့ဝင်ခွင့်မရှိဘူးဆိုတာကိုသင်သိပါသလား။လူတွေဟာလောက်ပင်မှန်လုံလုံလမ်းမတွေပေါ်မှာအိပ်ပျော်သွားတာပူဆိုးတာကဘဝတစ်ခုလုံးပျောက်ဆုံးသွားပြီးဘဝကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်တာမျိုးတွေရှိတယ်ဆိုတာကိုသင်သိပါသလား။ ဒီကနေ့မှာတော့တိုးတက်လာပါပြီဆိုတဲ့ဂျပန်ပြည်ကြီးရဲ့အမှောင်ပတ်ချမ်းကို ပြပြပေးသွားမှာမို့ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ရှုပေးကြပါအောင်ရှင်။ဂျပန်ရာဆွေကိုင်းယာကူဇာဂျပန်နိုင်ငံမှာနှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့အရာတစ်ခုကတော့ဂျပန်ရာဆွေကိုင်းဖြစ်တဲ့ယာကူဇာကိုင်းမှာယာကူဇာတွေဟာနှစ်ပေါင်း300ကျော်သမိုင်းရှိပြီး1632ခုနှစ်မှာဂျပန်အစိုးရအဖွဲ့ရဲ့အာယုံစိုက်တာကိုစတင်ခံခဲ့ရပါဗျာ။ ရာဂူဇာအဖွဲ့ဝင်တွေဟာအချင်းချင်းကာဝယ်မှုပေးဖို့ဆာမူရိုင်းတွေကျင့်သုံးတဲ့စနစ်နဲ့ဆင်တူတဲ့ထုံးနှံစင်လာတွေကိုလိုက်နာကြပါတယ်။တကယ်တော့ရာဂူဇာတွေဟာဆာမူရိုင်းတွေကနေဖြစ်ပေါ်လာတဲ့ရူနင်ဂိုင်းတွေကနေဆင်းသက်လာတယ်လို့တချို့ကယုံကြည်ကြပါတယ်။ရိုနီဆိုတာကတော့ခေါင်းဆောင်တည်ဆုံးသွားတဲ့တခင်မဆာမူရိုင်းတွေကိုပြောတာဖြစ်ပါတယ်။ရာဂူဇာတွေဟာငွေညစ်တာ၊လိန်လေတာ၊မွေးရေးစိမ်မှောင်ကိုရောင်းဝယ်တာ၊လောင်းကစားလုပ်ငန်းတွေနဲ့ချင်းငွေလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေကြပါတယ်။ ူတို့တွေဟာစားပေါက်ဆိုင်တွေဘားတွေကွန်မြူနီတွေကိုမျိုးနဲ့ထိန်းချုပ်တာတွေလည်းလုပ်ဆောင်ပါတယ်။ရာကူဇာဂိုင်းတိုင်းလေးကအဖွဲ့ဝင်တွေဟာတူညီတဲ့တက်တူတွေကိုထိုးတာပြီးနေစဉ်ဘဝမှာဒီတက်တူတွေကိုမမြင်ရအောင်ဖုံးနှံကြပါတယ်။တခါတလေလက်တန်းလေးပြက်နေတာကိုကြည့်ပြီးတော့လေဒီလူဟာရာကူဇာဂိုင်းကမန်ဆိုတာကိုသိနိုင်ပါတယ်။ပါလို့လေဆိုတော့ရာကူဇာတွေဟာအပြစ်လုပ်တဲ့ဂိုင်းသားကိုလက်တန်းဖြတ်ပြီးပြစ်ဒဏ်ပေးလို့ရှိတာကြောင့်ဖြစ်ပါတယ်။ ရှာဂိုစာရီယာ1960ခုနှစ်မှာအဖွဲ့ဝင်38400ကျော်နဲ့အင်အားအကြီးဆုံးဖြစ်ခဲ့ပြီးမြေအခုချိန်မှာတော့အဖွဲ့ဝင်4000လောက်ပဲကျန်ရှိပါတော့တယ်။2021ခုနှစ်မှာစီးပွားရေးလုပ်ငန်းတွေကတဆင့်ဂိုင်းအဖွဲ့ဝင်တွေကနေငွေကြေးလှည့်ပြောင်းတာဒါမှမဟုတ်ငွေပေးချေတာတွေကိုတရားမဝင်ကြောင်းဥပဒေတွေပြဋ္ဌာန်းခဲ့တာကြောင့်သူတို့ရဲ့အင်အားကျဆင်းသွားတာလည်းဖြစ်နိုင်ပါတယ်။တက်တူးနဲ့ဂျပန်လူအဖွဲ့အစည်းရှာဂိုစာရီကြောင့်ဂျပန်မှာတက်တူးနဲ့ပတ်သက်ပြီးတင်းကျပ်တဲ့အစီအမံတွေလည်းရှိနေပါတယ်။ တတူဆိုတာရာဇဝတ်ကိုင်းနဲ့ဆက်ဆက်နေတယ်လို့ဂျပန်လူမျိုးတွေကယူဆထားတာကြောင့်တတူထူထားသူတွေဟာရှေးဘူးဆန်းတွေရိုးရအင်းတွေအများပြည်သူရှေးချိုကန်တွေရှေးကူကန်တွေအာကစားရှုံတွေနဲ့ကက်ပဆိုဟိုတယ်ချိုကိုရောင်ဝင်ငွေမရှိပါဘူးဒီစီမင်းတွေဟာရှာကူစာကိုင်းအဖွဲ့ဝင်တွေကို နေရာတချို့ကနေဖယ်ထုတ်ဖို့ချမှတ်ထားကြတာလည်းဖြစ်ပါတယ်တတူရီဟာယာကူဇာတွေနဲ့ဆက်ဆက်မှုရှိတဲ့ပြင်အီတိုခင်မာလဲရာဇဝတ်သားတွေကိုအာနာပိုင်တွေကတတူထိုးထားပြီးပြစ်ဒဏ်ပေးခဲ့တာတွေလည်းရှိပါသေးတယ်။ လိန်လုံသားတွေကလည်းဖောက်တဲ့တွေပေါ် romantic sun နဲ့သစ္စာဆောင်တိမှုကိုပြဖို့တက်တူထိုးခဲ့ကြပါတယ်1868ခုနှစ်ကနေ1912ခုနှစ်အထိရှိတဲ့မိကြီးခင်မှာတက်တူထိုးတာကိုတရားဝင်မှုဆိုပြီးသတ်မှတ်ခဲ့ပေမယ့်1948ခုနှစ်မှာပြန်လည်တရားဝင်ဝင်ပြုခဲ့ပါတယ်ဒါပေမဲ့တက်တူနဲ့ပတ်သက်တဲ့မကောင်းတဲ့အများပြည်သူလူထုတွေကြားမှာဆက်လက်ရှိနေပြီးတက်တူထိုးသားသူတွေဟာရှေးချိုးခန်းအဆောက်အဦတွေမှာကန့်သတ်ခံရဆဲပဲဖြစ်ပါတယ်။ဖိုကူရှိမားဘေးအန္တရာယ်နဲ့ရေဆိုးထုတ်လို့မှု 2012ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဖူကိုရှိမာဘေးအန္တရာယ်ကိုတင်လို့လေကြာဘူးကောင်းကြာဘူးကြာမှာပါ15မီတာမြင့်တဲ့ဆူနာမီမုန်တိုင်းကြောင့်ဖူကိုရှိမာတိုင်ချီနျူကလ িয়ার တပောင်းဖို့တွေပြတ်စေသွားပြီးနျူကလ িয়ার မတော်တဆမှုတွေဖြစ်ပွားခဲ့ပါတယ်ဒီမတော်တဆမှုကနေတစဉ်တပောင်းဖို့အုံကိုအရှိပြောသွားပြီးအပြည့်ပြည့်ဆိုင်ရာနျူကလ িয়ার နဲ့တဲရောင်ကြီးတင်မှုစကေးမှာအဆိုးဝါးဆုံးအဆင့်ဖြစ်တဲ့အဆင့်9ထိသတ်မှတ်ခံခဲ့ရပါတယ် 2023ခုနှစ်ဩဂုတ်လမှာတော့ဂျပန်အစိုးရဟာရေစိုးတွေကိုတန်ဆင်ပြီးပစိဖိတ်သမုဒ္ဒရာတွေကိုလွှတ်ထုတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီရဲမှာ 3D Radio တတိကျနှုန်းတွေဟာတလီတာမှာ900ဘီကွယ်ရက်လာပါဝင်နေပြီးနိုင်ငံတကာစံနှုန်းဖြစ်တဲ့6000ဘီကွယ်ရက်ထက်အများကြီးနေတယ်လို့ကုလသမဂ္ဂတည်ပြပေးခဲ့ပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံကဂျပန်နိုင်ငံရဲ့ပင်လယ်ထွက်ကုန်ပစ္စည်းတွေအလုံးကိုတင်သွင်းခွင့်ချက်ချင်းပိတ်ပစ်လိုက်ပါတယ်။ ဆွေးနွေးမှုတွေရတချို့ကဒီရရဲ့ရေဒီယိုတက်ဒီကြွမှုဟာအနေငယ်လောက်ပဲဖြစ်လို့စိတ်ဖို့စရာမလိုဘူးလို့ပြောကြပေမယ့်လူအများစုကတော့ရေစိုးကိုပင်လယ်ရင်နဲ့လျှော်ပြီးအနေနဲ့အောင်လှုပ်ထားတာပဲလို့ယူဆပြီးဆိုရင်နေကြဆဲဖြစ်ပါတယ်ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကရှိတာကတော့ဖိုကိုရှိမားကဖန်ထားတဲ့ငါးတကောင်ကိုစားပြတဲ့ဗီဒီယိုတစ်ခုကိုသူ့ယုံကနေထုတ်ပြန်ခဲ့ပါတယ်။ထူးခြားတာကဂျပန်ကုန်ပစ္စည်းတွေကိုပိတ်ပင်ခဲ့တဲ့တရုတ်နိုင်ငံမှာသူရဲ့နျူကလ িয়ার တအားပေးစက်ရုံကဖိုကိုရှိမားထက် trillion 3000လောက်ပ ုံမထုတ်လွှင့်နေတာတွေ့ရပါတယ်။တောင်ကိုရီးယားရဲ့ကိုရီနျူကလ িয়ার တအားပေးစက်ရုံမှလည်းတရုတ်နဲ့စင်တူတဲ့ပမာဏကို ထုတ်လွှင့်နေတာဖြစ်ပါတယ်။ Made Cafe နဲ့ဂျပန်ရဲ့ထူးခြားတဲ့ယဉ်ကျေးမှုတခြားနိုင်ငံတွေမှာမမြင်ရဘဲဂျပန်မှာပဲမြင်ရတဲ့အရာတခုကတော့ Made Cafe တွေပဲဖြစ်ပါတယ်။ Made Cafe တွေဟာ cosplay အပြင်ဆင်တဲ့ cafe တွေဖြစ်ပြီးဝန်ထမ်းမင်းကလေးအချောလာလေးတွေဟာအိမ်ပေါ်ဝတ်စုံတွေကိုဝတ်ဆင်ကြပြီးဧည့်သည်တွေကိုဝန်ဆောင်မှုပေးကြပါတယ်။ ဂျပန် animation နဲ့ဂျပန်ယဉ်ကျေးမှုဝါသနာရှင်တွေကြားမှာတီလိုကဖေးတွေဟာအရန်ကိုရေပန်းစားပြီးအာဂီဟာဘာရာမှာတင် made cafe ပေါင်း60လောက်ရှိပါတယ်။ဒါပေမဲ့ဒီလုပ်ငန်းရဲ့အမောင်ဘတ်ချန်လေးရှိနေပါတယ်။ မိတ်ကဖေးတွေဟာအလုံးလုံးရတဲ့ပတ်ဝန်းကျင်အားစိတ်ပီစီမှုများပြီးတချို့မိန်ကလေးတွေဟာအလုံးချိန်အတွင်းစိတ်ပီစီမှုကြောင့်ရုပ်တရက်ထိတ်လန့်လာမျိုးတွေဖြစ်တတ်ကြပါတယ်။မိတ်ကဖေးတွေမှာဝန်ဆောင်မှုပေးတဲ့မိန်းမလေးတွေဟာကိုယ်လေးချိန်မတက်အောင်ထိန်းထားရပြီးပိမိန်မမခန္ဓာကိုယ်ပုံစံထိန်းသိမ်းရပါတယ်။ မိတ်တွေထဲမှာလည်းအစင်တန်းခွဲခြားမှုများရှိပြီးနိုင်ငံသားသောမိတ်တွေဟာဂျပန်မိတ်မိန်မလလေးရရဲ့နောက်အနေအဆုံအဆင့်မှာရှိနေတတ်ကြပါတယ်။အဲ့ဒီတချို့ကလေဝန်နမ်းမိတ်မင်းမလာလေးတွေကိုလိမ်မိုင်းဆိုင်ရာအနှုတ်လက္ခဏာဆောင်းနေပြောဆိုမှုတွေလည်းပြုလုပ်တတ်ကြပါသေးတယ်။လောင်ောက်စာဝန်နမ်းနဲ့အလုတ်ဖြစ်စေမှု ဂျပန်မှာထူးခြားတဲ့အသုံးအနှုန်းတစ်ခုကတော့ salary man လို့ခေါ်တဲ့လာကစားဝန်ထမ်းတွေပါဒီလူတွေဟာ company အပေါ်အလွန်သစ္စာရှိပြီးတစ်နေ့ကို17နာရီကနေ18နာရီအထိအလုပ်လုပ်ကြပါတယ်တချို့ကသူတို့ကို company ရဲ့ခွေဒါမှမဟုတ် company ရဲ့တရိတ်ဆန်လို့တော့နှိမ်ချခေါ်ဆိုကြပါသေးတယ်လကစာဝန်ထမ်းတွေရဲ့တနေတာဟာမနေ့ဆော့ဆော့မှလူပြည့်ချက်နေတဲ့ရထားတွေကိုအတင်းတိုးဝစ်တက်ပြီးနေ့တနေ့ကိုစတင်ကြပါရစေ။ ဒီရထားတွေဟာလူပြေးချက်လုံးလို့ဂျပန်အစိုးရကလူတွေကိုရထားတွေတွန်းသွင်းမှုဝန်ထမ်းတွေခန့်ထားရပါတယ်။ပြီးရင်တော့လက္ခဏာဝန်ထမ်းတွေဟာညာဘက်ထိရုံးမှအလုပ်လုပ်ကြရပြီးတခါတလေအလုပ်ပင်မမှုတန်ကိုအရက်ဆိုင်ဒါမှမဟုတ်ဂိမ်းဆိုင်လိုနေရာမျိုးတွေမှာစိတ်ဖြေလျှော့ကြရပါတယ်။အလုပ်ပင်မလုံးမီလမ်းမပေါ်ရှထားပေါ်လမ်းမီပလက်ဖောင်းတွေမှာလည်းအိပ်ပျော်သွားတတ်ကြပါသေးတယ်။အလုပ်များလွန်လာကြောင်းမိသားစုဝင်နေတဲ့တောင်တိတ်ပြီးမဆုံတွေ့ကြရပါဘူး။ ဒီလိုမျိုးနေစဉ်ဘဝဟာနှလုံးရောဂါလေးဖြတ်တာနဲ့စိတ်ကြမ်းမာရေးပြဿနာတွေကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။တခါတလေတူချိုမြွတ်လန်တွေမှာလူတွေဟာစိတ်ဖြည့်ဆည်းမှုကြောင့်အော်ဟစ်တာ၊နေရံကိုလက်သေးနဲ့ထိုးတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။ဒီလိုစိတ်ပိုင်းဆိုင်ရာပြိုလဲမှုတွေဟာဂျပန်မှာပုံမှန်လိုဖြစ်နေလို့လူအများစုကဘာမှမဖြစ်သလိုပဲကိုလုံးစရာရှိတာကိုပဲပုံမှန်လို့ဆောင်းနေကြတာဖြစ်ပါတယ်။အဆိုးဆုံးကတော့အလုပ်ပင်ပန်းလွန်ပြီးတိတ်ဆုံးတာပဲဖြစ်ပါတယ်။ 1969ခုနှစ်မှာတရင်းစာကုမ္ပဏီဝန်ထမ်းတဦးဟာအသက်29နှစ်မှာအလုပ်ပင်မလွန်မီလေးဖြတ်သိမ်းဆုံးခဲ့ပါတယ်။တချို့လူတွေဟာစိတ်ပီစီမှုများလို့လို့အိုဂီဂါဟာရာလို့ခေါ်တဲ့တတ်သေးတဲ့တတော်ဆိုပြီးနမည်ကြီးတဲ့နေရာကိုသွားပြီးဘဝကိုအဆုံးသတ်လိုက်ကြတာတွေလည်းရှိပါတယ်။ဒါပြင်ဂျပန်မှာနှစ်ဆယ်လူတောင်းနဲ့ချီပြီးပျောက်ဆုံးနေတဲ့ဖြစ်စဉ်လည်းရှိနေပါတယ်။ တချို့ကအလုပ်ပင်မလွန်လို့တချို့ကအင်းရင်းအကြံဖန်မှုတွေအကျွေးတင်နေတာတွေနဲ့အလုပ်ပြုတ်သားတွေအတွက်ရှိုက်ဆရာလို့မြင်ပြီးနေထိုင်ရာပတ်ဝန်းကျင်ကနေထွက်ပြေးပျောက်ဆုံးသွားကြတာတွေလည်းဂျပန်မှာများစွာရှိနေပါတယ်။ဂျပန်ရဲ့ခွဲခြားဆက်ဆံမှုဂျပန်လူမျိုးတွေဟာကမ္ဘာပေါ်မှာအလွန်ပေါ်ရတဲ့လူမျိုးတွေထဲမှာပါဝင်ပေမဲ့ခွဲခြားဆက်ဆံမှုတချို့လည်းရှိနေပါတယ်။ဂျပန်လူဦးရေ68.5ရာခိုင်နှုန်းကျော်ဟာပ ားစင်တဲ့ဂျပန်လူမျိုးတွေဖြစ်ပြီးဂျပန်လူမျိုးမိဘနှစ်ပါးကနေမွေးဖွားလာကြတာပါဒါပေမဲ့တခြားနိုင်ငံသားနဲ့သွေးရောပြီးမွေးဖွားလာတဲ့ဂျပန်လူမျိုးတွေကတော့ခွဲခြားဆက်ဆံမှုတွေကိုခံကြရပါတယ်။သူတို့ကိုနိုင်ငံသားသားတွေလို့မြင်ကြပြီးအထူးသဖြင့်ကိုရီးယားနဲ့တရုတ်သွေးရောတွေဟာဂျပန်ရဲ့ကိုလိုနီခေတ်အမြင်တွေကြောင့်ခွဲခြားဆက်ဆံမှုတွေခံရတတ်ပါတယ်။တယ်လီဖုန်းရှက်တာအတန်ဥပဒေ ဂျပန်မှာဖုန်းဝင်တဲ့အခါထူးခြားတဲ့အချက်တစ်ခုကတော့ဖုန်းတွေမှာရှတ်တာအတန်ပါဝင်ပြီးဒါကိုဘယ်လိုမှပိတ်ပစ်လို့မရပါဘူး။တချို့အတွက်ကတော့ဒါစိတ်နှောက်ရှက်ဖြစ်စရာဆိုပေမဲ့တချို့အတွက်ကတော့အရေးပါတဲ့အရာတစ်ခုဖြစ်လို့နေပါတယ်။ တီရှပ်တာအတန်ရဲ့အကြောင်းရင်းအမှန်ကတော့ကိုရဲကိုယ်တော်ကာကွယ်ဖို့အတွက်ထည့်သွင်းပေးထားတာဖြစ်ပါတယ်။လူတွေဟာခွင့်ပြုချက်မရှိဘဲဓာတ်ပုံရိုက်တာမျိုးကိုပြုလုပ်လို့မရအောင်ဒီဥပဒေကိုချမှတ်ထားတာပါ။2009ခုနှစ်ကနေ2016ခုနှစ်အတွင်းဂျပန်မှာခိုးရိုက်ကူးမှုချောင်းရိုက်ပြဒနာဟာ60ရာခိုင်နှုန်းကျလာခဲ့ပါတယ်။ဒါကြောင့်အထူးသဖြင့်အမျိုးသမီးတွေရဲ့ကိုရဲကိုယ်တော်ကိုကာကွယ်ဖို့အတွက်ဒီဥပဒေကိုပြဋ္ဌာန်းခဲ့တာလည်းဖြစ်ပါတယ်။နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Apple ကဂျပန်ကိုတင်ပို့တဲ့ဖုန်တွေမှာဒီအတန်ကိုထည့်သွင်းပြီး ီးမှတင်ပို့ပေးရတာပဲဖြစ်ပါတယ်။ဂျပန်ရဲ့ထူးဆန်းတဲ့တည်ထွင်မှုတွေဂျပန်ဟာထူးဆန်းတဲ့တည်ထွင်မှုတွေရှိတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဥပမာအအေးခံစပရေး၊နွေရာသီမှာအသုံးပြုတဲ့ဒီစပရေးဟာအမြုပ်တွေကိုအရေးပြားပေါ်ဖျံပြီးလိုအပ်တဲ့နေရာမှာလိမ့်မေးရုံနဲ့အေးမြသွားစေပါတယ်။ပန်ငါချာကင်လေးပင်းစပါရတီချာကင်တွေဟာနွေရာသီမှာအပြင်းမအလုံးလို့ရသူတွေအတွက်အထူးသင့်လျော်အောင်ဒီဇိုင်းဆွဲထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်။ အချိန်ပေါ်အလုံးလုံးနေတဲ့ဆိုရစ်စတစ်ကဒီစတစ်ကဟိုကတ်ထားတဲ့သူတွေဟာအချိန်ပေါ်အလုံးလုံးနေတာကိုပြသပြီးသူတို့ကိုအနှောက်ယှက်မလုပ်ဖို့သတိပေးတဲ့အနေနဲ့တတ်ထားတာဖြစ်ပါတယ်။တက်သီးစေသူစနဲ့အဖြူရောင်စတော်ဘယ်ရီကစဒီဇိုင်းမျိုးစုံနဲ့ဖရဲသီးတွေအထိဒီစေထဲမှာရရှိနိုင်ပါတယ်။ဒီတက်သီးတွေရဲ့ဈေးဟာဒေါ်လာထောင်ချီရှိပြီးဂျပန်ကို ခရီးသွားလာရင်အိမ်ပြန်လမ်းဆောင်ဖြစ်ပေးလို့အကောင်းဆုံးဖြစ်တဲ့သူစနဲ့တက်သီးစေပဲဖြစ်ပါတယ်။ ဂျပန်ဟာနှံပါတဲ့ရှုခင်းတွေကျွဲဝါးတဲ့ဒလေထုံတန်းတွေနဲ့ပြည်စုံတဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့်စိတ်ကျန်းမာရေးပြဿနာတွေနဲ့ခွဲခြားဆက်ဆံမှုတွေလိုပြဿနာတွေလည်းရှိနေပါတယ် ဒါတွေဟာဂျပန်ရဲ့လူအဖွဲ့အစည်းဖွဲ့စည်းပေါ်ကြောင့်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဂျပန်နိုင်ငံဟာဒီပြဿနာတွေကိုကျော်လွှားပြီးကမ္ဘာပေါ်မှာစံသက်တည်ထွင်မှုနဲ့ဖန်တီးနိုင်စွမ်းအရှိဆုံးနိုင်ငံတစ်ခုဖြစ်ဆက်လက်ရှိနေပါတယ်။ပရိသတ်ကြီးအနေနဲ့လည်းဂျပန်ရဲ့အမောင်ဘတ်ချန်ဆိုတဲ့ဗီဒီယိုလေးကိုနားဆင်ပြီးဂျပန်ကိုဘယ်လိုမျိုးမြင်ပါသလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။